နိုင်တဲ့သူနောက်တစ်ဆင့်တက်မဲ့ဗရိုနီကာနဲ့ဂျူနီယာတို့ရဲ့ပွဲ ကေပရိသတ်တွေမျောလင်းဆောင်စားနေကြရတဲ့ကျမတို့ရဲ့အချစ်တော်ကရန်လဝိမဲလေးဗရိုနီကာရဲ့ပွဲကတော့ဒီကနေ့ညလာပါပြီနော်အပိဖို့အစင်တက်မှာပဲလားရှင်စစ်တပွဲမြောက်ဒုကောင်ပွဲအနေနဲ့ကစားရမှာဆိုတော့မြမစံတော်ချင်းဒီည9နာရီလောက်မှာကြည့်ရှုရမှာဖြစ်ပါတယ်ဒီပွဲကပရိသတ်တို့အားလုံးလည်းသိထားကြပြီတဲ့အတိုင်းနိုင်တဲ့သူကနောက်တစ်ဆင့်တက်ရမယ့်အခြေအနေဖြစ်နေပါတယ်ဗရိုနီကာကတော့1မှာစာချုပ်ရပြီးသားဖိုင်တာတယောက်မို့နောက်တစ်ဆင့်တက်လိုက်ရမှာဖြစ်သလိုဂျူနီယာနိုင်ခဲ့မယ်ဆိုရင်လည်း1နဲ့စာချုပ်ချုပ်ရဖို့အတွက်အခွင့်အရေးနှိစက်မှုရှိနေပြီဖြစ်ပါတယ် ရော်နီကာကပထမဆုံး1မှာထုတ်သက်ခဲ့တဲ့ပွဲမှာရှုံးနေခဲ့ရပြီးတဲ့နောက်မြန်မာပြည်သူတွေရဲ့ဝေဖန်မှုကိုအပြင်းထန်ရရှိခဲ့တာဖြစ်ပါတယ်။ရော်နီကာကတော့ပြင်းထန်တဲ့ဝေဖန်မှုတွေကိုပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာဖြစ်ပြီးပြည်သူတွေနဲ့ရော်နီကာရဲ့ဈာမပွဲဖြစ်ခဲ့ရပါသေးတယ်။ဒါကြောင့်လဲရော်နီကာကဒီပွဲအတွက်တော့တေချာလေးကျင့်ပြင်ဆင်မှုတွေပြုလုပ်နေခဲ့တာပြည်သူတို့လည်းတွေ့ပါပဲ။ပထမရှုံးပွဲတွေ့ထားခဲ့တဲ့ရှုံးကြွေးကိုအကျဉ်းဆက်ဖို့ရော်နီကာကြိုးစားနေတာဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲမှာဘရော့ရှုံးလို့မရပါဘူးနော်။လက်ကမောင်းခက်တန်ပုံညံသွားစေဖို့အတွက် နီကာကိုဝေဖန်ကြသူတွေတောင်းဗရိုနီကာရဲ့ကြိုးစားမှုကိုအသိမှတ်ပြုလာကြတဲ့အထီးလို့ပြောရပါမယ်ရှင်ဗရိုနီကာကပြိုင်ဘက်ဂျူနီယာဖက်တက်စ်တဲ့ကိုခန္ဓာဖွဲ့စည်းပုံသားတယ်ဆိုတာကလည်းပရိသတ်တို့အမြင်ပါပဲဒါပြင်ဗရိုနီကာရဲ့ပါဝါဘိုင်းကဂျူနီယာချက်ပိုးသားတယ်လို့ပြောရမှာဖြစ်တော့ဂျူနီယာချက်လည်းအရင်ကပိုမြင့်နေပါတယ်ပါဝါဘိုင်းသားတယ်ဆိုပေမဲ့ဘလို့ပြိုင်ဘက်မျိုးကိုမဆိုရှော့တွက်လို့တော့မရပါဘူးရှင် junior fighters ကအသက်ငယ်သေးတယ်ဆိုပေမဲ့လျှော့တွက်လို့မရတဲ့ fighter တွေထဲမှာပါဝင်ပါတယ် ဂျူနီယာဖက်တက်စ်က1မှ9ပွဲကစားထားပြီးတော့9ပွဲစလုံးကိုအနိုင်ရရှိထားသူဖြစ်တယ်လို့အခုဘရိုနီကာနဲ့ပွဲမှာလည်းအနိုင်ထိုးသက်သွားဖို့အတွက်ပါဝါပိုင်းပို့ပြီးတော့တင်လာခဲ့တယ်လို့ပြောထားတာရှိပါတယ်ဘရိုနီကာနဲ့ပွဲမှာဆွေးနွေးထက်ပြီးတော့အနိုင်ကစားနိုင်မယ်ဆိုရင်သူက1နဲ့စာချုပ်ချုပ်ရဖို့အလားအလာရှိနေပါတယ်။ဒါကြောင့်လဲဒီပွဲမှာ Junior Fettes အတွက်အရှုံးခံလို့မရတဲ့ပွဲကြီးပွဲကောင်းဖြစ်နေပါတယ်။ ဂျပန်ဂျူနီယာဖက်တက်စ်ကပြိုင်ဘက်ဖိုက်တာဘရိုနီကာရဲ့အာသာချက်အာနက်ချက်တွေကိုလည်းတေချာလေးလေ့လာထားရင်းဟောက်ကွဲမရှိအောင်အနိုင်ယူထိုးသက်သွားမယ့်အကြောင်းလေးပြောထားပါတယ်။ဖိုက်တာနှစ်ယောက်စလုံးအတွက်ကတော့ဒီပွဲကလုံးဝအရှုံးခံလို့မရတဲ့ပွဲကြီးပွဲကောင်းဖြစ်တာမဟုတ်အကျိတ်အနေအနိုင်ယူထိုးသက်ကြမယ်ဆိုတာကတော့သိကြနေပါတယ်။ပရိသတ်တွေအတွက်လည်းဒီပွဲကရသကောင်ပေးစွမ်းနိုင်မယ့်အမျိုးသမီးဖိုက်တာပွဲစဉ်ပဲဖြစ်ပါတယ်။ ကယ်တင်ည9နိုင်ဝန်းကျင်မှာထုတ်သက်ကြတော့မှာမို့စောင့်မျှော်အားပေးကြဖို့လည်းတိုက်တွန်းကြပါရစေနော်။ဘသူက bonus ဘတ်3သိန်းခွဲပိုင်ဆိုင်သွားမလဲဆိုတာနဲ့အနိုင်ရရှိသွားမလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါပြီ။တက်လုံပိုင်းတေချာပြင်ဆင်ခဲ့မယ်ဆိုရင်တော့ကျမတို့ရဲ့ဘရိုနီကာကဒီပွဲမှာဂျူနီယာဖက်ဒက်စ်ကိုတေချာပေါက်တမပြလိုက်မယ်လို့လည်းယုံကြည်ပါတယ်။ပရိသတ်ကြီးတို့ရောဘသူအနိုင်ရမယ်လို့ထင်လဲဆိုတော့ပရိသတ်ကြီးတို့ရဲ့ခံမှန်းချက်တွေရှိတယ်ဆိုရင်လည်းပြောခဲ့ပေးကြပါအောင်ရှင်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်။ကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်သွားပြီးဖို့လည်းမြစ်တမ်းရက်